င်္ဂလာပါကလေးတို့ရေဒီချေကတော့ grade 6တိပ်ပံသင်ကြားပေးမယ့်ဒီချေချမ်းဖြစ်ပါတယ်အခန်းလေးတက်ရှိအမျိုးမျိုးမှာသင်ခန်းစာ3တက်ရှိတို့ဤလက္ခဏာရပ်များနဲ့လက်ရောညီထွေပြုပြင်နေထိုင်ခြင်းလေးကိုဒီချေတို့ဆက်ပြီးတော့လေ့လာကြရအောင် ကဲတရှိတို့ဤလက္ခဏာရက်များနဲ့လိုင်ရောညီတွေ ပြုပြင်နေထိုင်ခြင်းတရှိတို့ဤလက္ခဏာရက်များအဲ့တော့တရှိတွေမှာဆိုရင်အာဟာရပြုခြင်းကြီးထွားခြင်းရွေလျားခြင်းအသက်ရှူခြင်းအငြိအကျေးစွန်ခြင်းလှုံ့ဆော်မှုကိုတုံ့ပြန်ခြင်းနဲ့မျိုးပွားခြင်းစတဲ့လက္ခဏာရက်များရှိပါတယ် ကဲလုပ်ငန်းတစ်ကလေးကိုဒီချိန်နဲ့တူတူလေ့လာကြရအောင်ကဲဟုတ်ပြီအဲ့တော့သင်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာ၁၀ခုကိုဒီချက်ကိုပြောပါအဲ့တော့ထိုးအရာတွေမှာဆိုလို့ရှိရင်ဘယ်အရာကတက်ရှိဖြစ်တယ်လဲဘာကြောင့်ပါလဲကဲအဲ့တော့ဒီချက်ကသားတို့သမီးတို့တွေကိုဒီချက်ကဥပမာလေးအနေနဲ့ပေးပါနော်အဲ့တော့ကြောင်ကဲကြောင်လေးဆိုရင်ရောဟုတ်ပြီကြောင်ကတက်ရှိဖြစ်တယ်သူကဘာလုပ်လဲအစားစားတယ် ကြီးထွားတယ်။အငြက်ကြီးစွန်တယ်။အသက်ရှူတယ်။ရွေလျားသွားလာခြင်း၊မျိုးပွားခြင်း၊လှုံ့ဆော်မှုကို တုံ့ပြန်ခြင်းစတာတွေကို သူကလုပ်နိုင်ပါတယ်။အဲ့တော့သက်ရှိများဖြစ်ပြီးတော့ထိုတို့ပြုလုပ်နိုင်ခြင်းဖြစ်ပါတယ်။ယင်းတို့ကိုသက်ရှိများရဲ့လက္ခဏာရများလို့ခေါ်တယ်။ရပါသလား။ကဲဟုတ်ပြီအဲ့တော့ဒီချက်ပုံလေးပြပေးမယ်เนาะကဲအဲ့တော့ပုံလေးတွေကိုဒီချက်ကြည့်ပေးအဲ့တော့ပုံလေးတွေမှာ ကာကြီးခါခွေခါငယ်ခါကြီးငါစာလုံးစလင်ဒီကျဲပုံလေးတွေပေးထားရနော်အဲ့တော့ဒါတော့သမီးတို့ပုံလေးတွေကိုလေ့လာပေးပါဒါကတော့တက်ရှိတွေရဲ့လက္ခဏာရက်တွေရဲ့ပုံတွေပဲဖြစ်တယ်ကဲဟုတ်ပြီပုံလေးတွေကိုတအားတို့သမီးတို့လေးလာပြီးပြီဆိုရင်ဒီ channel နဲ့တူတူလုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့လေးလာကြရအောင် ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒါတော့သမီးတို့အုပ်စုဖွဲ့မယ်ကဲအဲ့တော့အုပ်စုတစုစီကိုဒီချေလို့ကျောင်းသုံးစာအုပ်ပါလက္ခဏာရက်တွေပေါ်ပြထားတဲ့ပုံတပုံစီကိုဒီချေလို့လေ့လာပြီးတော့မေးခွန်းလေးတွေကိုဆွေးနွေးပြီးတော့ဖြေဆိုကြရအောင်အုပ်စုဖွဲ့ထဲမှာဒီချေကိုအုပ်စုကိုယ်စားလှယ်တဦးကဒီချေကိုတင်ပြပေးပါ ကဲဟုတ်ပြီပေးထားတဲ့ပုံတပုံစီဟာမြည်သည့်လက္ခဏာရက်ကိုပေါ်ပြသည်နီးအဘဲကြောင့်နီး ကဲဟုတ်ပြီဒါဆိုရင်ဒီချိန်နဲ့တူတူအဖြေလေးတွေဖြည့်ကြည့်ရအောင်ကဲပုံကာကြီးလေးကိုကြီးလိုက်ပါဟုတ်တယ်ပုံကာကြီးလေးကတော့မျိုးပွားခြင်းလက္ခဏာရက်ပဲဖြစ်တယ်သူကတော့မိဘနဲ့တူတဲ့သားသမီးလေးတွေကိုမွေးဖွားထားတယ်နော်ကဲနောက်တစ်ပုံကတော့ခါခွေးကတော့ဗာလဲအာဟာရပြုခြင်းကဲခါငယ်လေးရဲ့အဖြေကတော့ရွေးလျားခြင်းကဲနောက်တစ်ပုံခါကြီးရဲ့ပုံလေးကတော့အငြိအကျေးစွန်ခြင်း ဟုတ်ပြီ။နောက်ငါရဲ့ပုံလေးကတော့အသက်ရှူခြင်း၊စာလုံးရဲ့ပုံလေးကတော့ကြီးထွားခြင်း၊စလင်းရဲ့ပုံလေးကတော့လှုံ့ဆော်မှုကိုတုံ့ပြန်ခြင်းရပါပြီလား။သက်ရှိတွေရဲ့လက္ခဏာရက်က9ခုကိုလည်းတကယ်လို့ပြောပြပေးလိုက်တာပဲဖြစ်ပါတယ်။ ဟုတ်ပြီ။ဒါဆိုရင်ဒီချိန်နဲ့တူတူလုပ်ငန်း၃လေးကိုဆက်ပြီးတော့လေလာကြရအောင်။ကဲပုံလေးကိုကြည့်ပေးပါ။ကဲအဲ့မှာဒီချိန်တော့ပုံလေးမှာ ပုံ1 2 3 4 5 6 9ဟုတ်ပြီနော်။ဒီချိန်တော့စတဲ့လုံဆောင်ပုံလေးတွေကိုဒီချိန်တော့ပြထားပေးထားရတယ်။ကဲအဲ့တော့ပုံ1ပုံ2 3 4 5 6 9စတဲ့လုံဆောင်ပုံများသည်ညီသည့်လက္ခဏာရက်တွေကိုပေါ်ပြသည်နိ အဘဲကြောင့်ဖြစ်တယ်လဲဆိုတာကိုဒီချေတို့ဆွေးနွေးပြီးတော့ဖော်ထုတ်ကြရအောင်ကဲအဲ့တော့ကဲပုံလေးကိုကြည့်ပြီးသွားပြီဆိုရင်ဒီချေနဲ့တူအဖြေလေးကိုဖြေကြည့်ရအောင်ပုံတစ်ကလေးကတော့အာဟာရပြုခြင်းဖြစ်တယ်ပုံနှစ်ကတော့ကြီးထွားခြင်းပုံသုံးလေးကတော့ရွေလျားခြင်းလေးလေးကတော့အသက်ရှူခြင်းနံပါတ်၅လေးကတော့အငြိအကျေးစွန့်ခြင်း ဟုတ်ပြီနံပါတ်6ကလေးကတော့လုံဆောင်မှုကို တုံ့ပြန်ခြင်းဟုတ်ပြီနောက်ထပ်တစ်ခုကတော့ပုံ9ကတော့မျိုးပွားခြင်းတို့ပဲဖြစ်ပါတယ်ဒါပြီးသွားပြီဆိုရင်ဒီချေတို့လုပ်ငန်းလေးလေးကိုဆက်ပြီးတော့လေ့လာကြရအောင်ကဲအဲ့တော့ဒီကျဲတို့က2ယောက်စီတွဲမယ် တဦးကနှစ်သက်ရာတက်ရှိလက္ခဏာရက်လေးတွေကို အမွေအားလုပ်ပြကြည့်ပါကျန်တဦးကတော့ထိုလက္ခဏာရက်ကလေးတွေကို ဖော်ထုတ်ပေးပါအဘဲကြောင့်ထိုလက္ခဏာရက်လို့သတ်မှတ်လဲဆိုတာကိုသားတို့သမီးတို့တွေပြောကြည့်ပါဒါကတော့သားတို့သမီးတို့ကိုယ်တိုင်လက်တွေ့ပြုလုပ်ရမယ့်အရာလေးပဲဖြစ်ပါတယ်ကဲဒါဆိုရင်တီချဲတို့အဓိကချက်ကလေးကိုဆက်ပြီးတော့သွားကြအောင်ကဲအဓိကချက်ကလေးကိုတီချဲပြောပြပေးမယ်နော်တက်ရှိများမှာတက်ရှိဖြစ်ကြောင်းကို ပေါ်ပြနိုင်တဲ့လက္ခဏာရဲ့လေးတွေကတော့တစ်အာဟာရပြုခြင်းသူကတော့တက်ရှိတိုင်းဒီအသက်ရှင်နေစဉ်စွမ်းအင်ရှိရန်အတွက်ပတ်ဝန်းကျင်မှာစွမ်းအင်ကိုယာယူကြတယ်ဥပမာအပင်သည် အလင်းရောင်ဖြစ်အစာချက်သည် လူသည် အစာအစာများစားသုံးခြင်းဖြင့်စွမ်းအင်ရသည်နံပါတ်1ကြီးထွားခြင်းတက်ရှိတိုင်းဒီကြီးထွားဖွံ့ဖြိုးမှုရှိကြသည် ်တက်ရှိတိုင်းတွင်ဆဲအစ်စ်များပွားများနေခြင်းဖြင့်ကြီးထွားလာကြသည်နံပါတ်3ရွေလျားခြင်းတက်ရှိများသည်မိမိတို့၏ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုခုကိုအသုံးပြု၍တနေရာမှတနေရာသို့ရွေလျားသွားလာကြသည် ဥပမာငါများသည်ရေရံများကိုအသုံးပြု၍ကူးခတ်သွားလာကြသည်ငှက်များသည်အတောင်ပံများကိုအသုံးပြု၍ပြန်တန်းသွားလာကြသည် ၄အသက်ရှူခြင်းရှူသွင်းလိုက်သော အောက်ဆီဂျင်ကို အသုံးပြုပြီး ခန္ဓာကိုယ်တွင်အာဟာရပြုထားသော မော်လီကျူးများကို ဖြုတ်ခွဲ၍စွမ်းအင် ရေနှင့်ကာဗွန်ဒိုင်အောက်ဆိုက်များထွက်ပေါ်လာစေခြင်းဖြစ်သည်။ကဲအောက်ဆီဂျင်အပေါင်းအစာအာဟာရပြီးသွားရင်ဒီဘက်မှာမြားလေးမှာစွမ်းအင်အပေါင်းရေအပေါင်းကာဗွန်ဒိုင်အောက်ဆိုက်ကဲနံပါတ်5အညီအကျေးစွန့်ခြင်းသက်ရှိများသည့် ကိုခန္ဓာမှ မလိုအပ်သော အရာနှင့်အစိတ်အတော့ဖြစ်စေသော အရာများကိုစွန့်ပြစ်ကြသည် ဥပမာချွေးထွက်ခြင်းစီးစွန့်ခြင်းကဲနံပါတ်6လှုံ့ဆော်မှုကို တုံ့ပြန်ခြင်းတရှိများတွင်ပဝင်းခြင်းဤပြောင်းလဲမှုကိုအာယုံခံစားပြီးတုံ့ပြန်နိုင်စွမ်းရှိကြသည် ဥပမာရုတ်တရက်ဆူးရှသော အလင်းရောင် ကြောက်ရောက်တဲ့အခါမှာချက်ချင်းမျက်လုံးမှိတ်ပစ်ခြင်း အပင်များသည် အလင်းရောင်ဘက်သို့ကြီးထွားခြင်းကဲနံပါတ်9မျိုးပွားခြင်းတက်ရှိများတွင်ရင်းတို့နှင့်တူသောတက်ရှိများကို ပွားများပေးနိုင်သော ဖြစ်စဉ်ရှိသည် ဥပမာကြောင်မာကြီးမှကြောင်ကလေးများ မွေးဖွားခြင်းအစိတ်အညောင့်ပေါက်ခြင်း ကဲအဲ့တော့ဒီချေကအခုအခန်းလေးတက်ရှိအမျိုးမျိုးအားနေပြီးတော့မှသင်္ကန်းစာသုံးတက်ရှိတို့ဤလက္ခဏာရများနဲ့လက်ရောညီတွေပြုပြင်နေထိုင်ခြင်းကိုဒီချေကရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်။ဒါလို့သမီးတို့နားလည်လိမ့်မယ်လို့ဒီချေထင်ပါတယ်။ဒီချေနဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့မယ်နော်။